ာဘာဦးတင်မိုးအနေနဲ့ရဲ့ဒီရိုးပြပါတော့ဒီဒီကိုပြန်ပြီးယူလာတဲ့အတွက်ကျွန်တော်တို့ဒီနောက်လူတွေကိုလည်းကျွန်တော်တို့ပြန်ပြလို့ရမယ်ကျွန်တော်ဘာရေးခဲ့တဲ့ဒီခလေးကဗျာဒီကအများကြီးရှိတယ်ဆိုတော့ကျွန်တော်ဒီစာကြည့်တဲ့ဒီအနေနဲ့ဆိုရင်ခလေးကဗျာတွေရဲ့တံမိုးကိုပြန်ဖော်ထုတ်လို့ရတယ်လို့ဒီသူတို့ဘာဥတည်မိုးဆိုတာဘယ်လိုလူမျိုးလဲဆိုတာပြန်ပြောလို့ရမယ်ဒီဘာဥတည်မိုးဒီမှာရှိတဲ့ဒီအုတ်ကူကို ကျွန်တော်တို့လာပြလို့ရမယ်ဆိုတော့ဒီလိုပြန်ပြီးတော့အယိုးပြာကိုဒီလိုတည်တဲ့အတွက်ကျွန်တော်တို့အများကြီးကျွန်တော်တို့အတွက်လည်းဒီကလေးတွေကိုလည်းပြလို့ရမယ်ဒီတိုင်းပြည်အတွက်လည်းတကယ်ကိုတန်ဖိုးရှိတဲ့လူတယောက်ရဲ့ပြရက်ကိုပေါ်ပြနိုင်တဲ့အတွက်ဒီလိုပြန်တည်လာတဲ့အတွက်အများကြီးဝမ်းသာမိပါတယ်ဟုတ်စေဆောက်တဲ့မူကတော့တကယ်ကျွန်တော်တို့တိုင်းပြည်ရဲ့ရန်နာတစ်ပါးပါဒီကဗျာဆရာဆိုလည်းဟုတ်တယ်သူရဲကောင်းဆိုလည်းဟုတ်ပါတယ် ဆရာကတိုင်းပြည်မှာလွမ်းနေတဲ့လူတွေအများကြီးရှိပါတယ်။နော်ဆရာလည်းတိုင်းပြည်ကိုတအားလွမ်းနေတဲ့သူပါ။အခုဆရာတိုင်းပြည်ကိုပြန်ရောက်လာတဲ့အတွက်သူတိုင်းပြည်ကိုပြန်ရောက်လာတဲ့အရန်ဝမ်းလည်းပါပါတယ်ဝမ်းလည်းနေရပါတယ်။ဆရာဒီဘက်ထွက်သွားပြီတဲ့ပြန်လာလို့မရတော့ဘူးလို့အဲ့လိုကျွန်တော်တို့မျှော်လင့်ခဲ့တာပေါ့နော်အခုကျတော့ဆရာအယူလီပါပြီးတော့ကျွန်တော်တို့ ကတော့ဝင်ရအတွက်အများကြီးကျေးဇူးတင်ပါတယ်။ဟောဝမ်းလည်းတောင်းပါတယ်။ဆရာကြီးနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်တော့ကျွန်တော်ဘောမှာအမှတ်ရစရာတွေများပါတယ်။အဲလူချင်းတွေ့ဘူးလို့အမှတ်ရတာမဟုတ်ဘူး။သူစာတွေကျွန်တော်နှလုံးသားထဲမှာညှိလို့အမှတ်ရတာပါ။ကျွန်တော်ကကျွန်တော်ဆရာကြီးကငငယ်လေးရပဲလွှမ်းမိုးတာဒီနေ့အထိဟိုလွှမ်းမိုးစေပေါ့။ဟို ျွန်တော်အရင်မျောလင်းခဲ့တာဒီမျိုးဘို့သူပြပြရောက်ဖို့ကိစ္စပါဒီနေ့ကျွန်တော်အိမ်မဒီနေ့ပြည့်တယ်ကျွန်တော်တို့မျောလင်းထားသူတို့ကျွန်တော်တို့ချက်တဲ့ဘဘသူချက်တဲ့ဘမပြည်ပေါ်မှာ သူချက်တဲ့သူတငယ်ချင်းတွေညှုံ့နှံထားတဲ့ဟောဒီရေဝန်းဝိုင်းလေးထဲမှာလာပြီးတော့ ညီမပြည်ကိုပြန်ပြီးတော့ရှေ့ချခွင့်ရတဲ့အတွက်ကျွန်တော်တို့ဘလို့မှပြောလို့မရအောင်ပွန့်တာပါကျွန်တော်တို့နိုင်ငံရဲ့အမတန်ကြီးမြတ်တဲ့စဆိုးကြီးပါအာနာရှင်တွေသူ့ကိုဖိနှိပ်ခဲ့တယ်ဒါပေမဲ့ဖိနှိပ်တဲ့အာနာရှင်တွေကိုယ်တိုင်သူ့ကိုမဟုတ်လို့မရအောင်တိုင်းပြည်ပေါ်ထားတဲ့မြစ်တာစေတယ်နော်အလုံးကြီးခဲ့တယ်ပို့ကျွန်တော်အဲ့ဒါပဲပြောချင်